မြတ်စွာဘုရားရှင်ပွင့်ပေါ်လာတဲ့အတွက်ကြောင့်ကုသိုလ်တွေလည်းတည်ခွင့်ရတယ်အကုသိုလ်တွေလည်းတည်ခွင့်ရ။နတ်ပြည်ကနတ်သားတစ်ပါးဆိုလို့ရှိရင်မင်္ဂလာဆိုတဲ့တရားကို27နှစ်တိုင်တိုင်းเนี่ยမင်္ဂလာဆိုတာဘာလဲမသိရဘူး။ဘဒုမေးမေးမေးလို့မရဘူး။မြတ်စွာဘုရားပွင့်လဲပွင့်ရောမြတ်စွာဘုရားကိုတွားမိ။မြတ်စွာဘုရားပြန်ဖြေတဲ့တုတ်ကမင်္ဂလာတုတ်ပထမ38ပြားမင်္ဂလာ။ မာဒပိတုစဥပဌာဏပုဒ္ဒဒါရတတင်္ဂဟောအနာကုရာစကမ္မန္တာဣတံမင်္ဂလမုတ်တမေဟုတ်လားကိုယ့်ရဲ့အမိဖတွေကိုလှုပ်ကျွေးတာဒီမင်္ဂလာတိရနော်ဖះမပွင့်ရင်တိပါတိဘူးအာဒေဝနာစဘာလနံပန္တိတာနိသဒေဝနာဟုတ်တယ်နော်လူမိုက်ကိုမပောင်းတင်တာဒီမင်္ဂလာပဲဟုတ်လား မင်္ဂလာရှိတဲ့တရားကြီးသိရတယ်နော်ဃာရဝဇ္ဇနိဝါတောဇ္ဇတန်တုဋ္ဌိစာကတိဟိတာနော်ကြီးသူကိုယိုသည်ငဲသူကိုတနာရွေးသူကိုလေးစားဟုတ်တယ်မလားဒါဒီမင်္ဂလာပဲမြတ်စွာဘုရားပွင့်လို့တို့ဟာဒါဟာမင်္ဂလာလို့မသိရဘူးသိရတယ်ဘလောက်ဒီအကျိုးကျေးဇူးများအများကြီးပဲနော်ဒါကြောင့်မို့ဤကံကုသိုလ်အကုသိုလ်နဲ့ထိုးထိုးဘုံဘဝတည်ဝင်ရအောင် များလာကျေးဇူးတွေနော်မြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုလေတာမန်ပုဂ္ဂိုလ်တွေနဲ့မရှင်မဲနဲ့